ါရှင်ကျမတော့ဝန်ဒီပါ DV ရုံမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်မြန်မာနိုင်ငံဝထိန်ချုပ်ဒေတာကတတ်ထုပူတတ်ထုတူးဖော်မှုတွေကြောင့်မြေရေအစိတ်အသင်မှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံချင်းရိုင်မြို့မှာရှိတဲ့ကွန်မြစ်နန်းခုံမြစ်တံတားပေါ်မှာထိုင်းဒေတာခန့်နေထောင်နဲ့ချီဆူဝဲပြီး ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ဂျွန်လ9ရက်နေ့မှာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ဒီဆန္ဒထုတ်ဖော်သူတွေကမြန်မာနယ်စပ်ဘက်မှာလုတ်ကင်နေတဲ့တပ်ထုတ်တွင်လုပ်ငန်းတွေကိုရပ်တန့်သွားအောင်ညှိနှိုင်းပေးဖို့ထိုင်းဝန်ကြီးချုပ်ထံကိုတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ ချင်းမိုင်ချဲရိုက်ခရိုင်မှာရှိတဲ့မြေရည်တွေကိုမှီတင်းနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်မှာရှိတဲ့မိုင်းတွင်းတွေကနေစီးဆင်းလာတဲ့ညဉ့်ညမ်းရည်တွေရဲ့အန်တရယ်ကိုရင်ဆိုင်နေရပြီးလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာကော့မြေရည်ဟာနွေရာသီလိုရေကြီးတဲ့ရှိတဲ့အချိန်မှာတော့မှမြေရည်တွေနောက်ကျနေတာကိုတွေ့ရတယ်လို့မြေကြောင်းကိုမှီတင်းနေထိုင်သူတွေရဲ့ကွန်ရက်မှာဂျွန်လ9ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါဗျာ။ ထိုင်းနိုင်ငံမှာဂျွန်လ18ရက်နေ့ကနေ20ရက်နေ့ထိရှမ်းပြည်နယ်ကျိုင်းတုံမြို့မှာစစ်ကောင်စီနဲ့အပြန်အလှန်တွေ့ဆုံဆွေးနွေးတော့ဖို့ရှိနေတယ်လို့သိရပါတယ်ရှင်။ 2025ခုနှစ်မေလ1ရက်နေ့ကနေ31ရက်နေ့အထိတလအတွင်းမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်အမျိုးသမီး62ဦးသေဆုံးခဲ့ပြီး82ဦးထိခိုက်ဒဏ်ရာရရှိရလို့မြမအမျိုးသမီးသမတ်က BWU ကဒီကနေ့ဂျွန်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရတဲ့ကြောင့်အမျိုးသမီးတွေသေဆုံးခဲ့ရတဲ့အကြောင်းရင်းတွေမှာလေကြောင်းတိုက်ခိုက်မှုကြောင့်82ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်၄ဦး တပ်ဖြတ်မှုကြောင့်၄ဦးထောင်တွင်းစေဝါကုသမှုမရရှိရာကြောင့်၁ဦးနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်၂ဦးလိုပဲဖြစ်ပါတယ်။တည်ဆုံးခဲ့ရတဲ့အမျိုးသမီးတွေက29ဦးဟာအသက်မပြည့်သေးတဲ့18နှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့ BWU ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေလက်ရှိအချိန်ထိစစ်အုပ်စုဟာစစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေအပါအဝင်အမျိုးမျိုးသောလူအခွင့်အရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ဆက်လက်ကျူးလွန်နေတာတွေကြောင့် အမျိုးသမီးတွေဟာလည်းနေစဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါရဲ့ရှင်။ ILO ရဲ့ဆုံးဖြတ်ချက်နဲ့တိုက်တွန်းချက်တွေကိုအဖွဲ့ဝင်နိုင်ငံတွေနဲ့စစ်ကောင်စီတို့လိုက်နာမှုရှိမရှိစောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်။တုဒ္ဒချန်သာသတင်းပေးပို့ထားတာပါရှင်။ ဂျော်လာ9ရက်နေ့တရား33ညမြောက်ညလာကမှာပြည်ပဆိုင်ရာအလုံတမရေးရအဖွဲ့ ILO ကသူတို့ရဲ့ပြင်ထန်ဆုံးပုံမှန်ဖြစ်တဲ့ Article 33နဲ့စစ်ကောင်စီကိုရေးယူဖို့ဆုံးဖြတ်ချက်ချခဲ့တာပါမြန်မာနိုင်ငံအလုံတမတပ်ပေါင်းစု MLA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ILO ကနေတည်ဆုံးဖြတ်ချက်ထွက်လာဖို့အစဉ်အဆက်ကြိုးစားဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကိုဖက်ဖက်ကနေပိတ်ဆို့အေးအေးယူနိုင်မှုကြိုးစားနေရမှာအခုဆုံးဖြတ်ချက်ဟာစစ်ကောင်စီပေါ်ထိရောက်တဲ့ထုံးနှံမှုတစ်ခုဖြစ်လာပါတယ် တိုက်တွန်းချက်တွေကိုမလိုက်နာလို့အရေးယူတဲ့စုံလင်ချက်ချမှတ်တာပေါ့နော်။နှစ်ထောင်ပြည့်နှစ်တုန်းကလည်းဗမာပြည်နဲ့စီးပွားရေးဆက်ဆံမှုတွေပြည်နယ်သုံးသပ်ဖို့ဆိုတဲ့စုံလင်ချက်ပေါ့နော်။ Article 33ရဲ့အရေးယူခံရမှုတွေဗမာပြည်ကနေပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြည်နယ်ထွက်ခွာသွားတာမျိုးတွေဗမာပြည်ကထပ်ပြီးတော့လာရောရင်းနှီးမြှုပ်နှံမှုမလုပ်တာမျိုးတွေကြုံခဲ့ရတာလည်းရှိပါတယ်။ဒီလိုစုံလင်ချက်ချမှတ်ခံရလို့ရှိရင်ဒီလိုမျိုးတွေကြုံရတာပါ။ ဒီဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်နိုင်ငံတွေကလိုက်နာမှုရှိမရှိစကားဆအမြင်နဲ့ဒီဆုံးဖြတ်ချက်မတိုင်ခင်မှာရှေ့ပိုင်းကတိုက်တွန်းချက်တွေရှိတယ်ဒီတိုက်တွန်းချက်တွေကိုဆက်ပြီးတော့လိုက်နာမှုရှိမရှိအဲလိုအဖွဲ့ဝင်နိုင်ငံတွေကလည်းစကားဆကိုဒီဆုံးဖြတ်ချက်အတိုင်းရည်ယူမှုရှိမရှိရည်မယူဘဲနဲ့ဥပဒေဆောင်ရွက်တဲ့ဒီဆုံးဖြတ်ချက်နဲ့ဥပဒေဆောင်ရွက်တဲ့အဖွဲ့အစည်းတွေနိုင်ငံတွေစီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ပြီးတော့ပို့ထုတ်သွားမှာဖြစ်ပါတယ်ဒီလိုလုံးဝတာလေးစကားဆောက်အရေးယူတဲ့ဟာကအမှန်တကယ်ထိရောက်ပြီးတော့မာလီယာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်ရောက်လာတယ်လို့မြင်ပါတယ် ILO ကစစ်ကောင်စီကိုရေးယူလာတဲ့ပတ်သက်ပြီးညီလာခံမှာရုရှားတရုတ်ဘီလာရုစ်ပိုလန်နဲ့လာအိုတို့ကမထောက်ခံခဲ့ဘူးလို့သိရပါတယ်စစ်ကောင်စီအမြန်ပြုတ်ကျရေးခြေလမ်းမှာတာသီရခဲ့ပေမဲ့လက်တလောပြည်တွင်းလုပ်ငန်းတွေမှာအကျတ်တဲဖြစ်နေတဲ့အခြေခံလုပ်သားတွေအတွက်ကတော့စာဝန်ကြီးပို့ပြီးအခက်အခဲတွေ့လာမဲ့အခြေအနေတွေရှိနေပါတယ် ကုန်တက်ခရှိတဲ့လုပ်ငန်းရှင်တွေကဒီလိုအရေးယူတဲ့အခြေအနေမျိုးတွေမှာသူတို့တို့ထွက်မှာပဲသူတို့ထွက်သွားပြီဆိုရင်နောက်ဆုံးမှာတရုတ်တွေပဲခြံခင်းမှာတရုတ်နိုင်ငံသားပိုင်ရှင်တွေပဲခြံခင်းမှာဆိုတော့ခေါင်းပုံဖြတ်မှုတွေပုံများလာမယ်အလုပ်သမားတွေအတွက်လည်းပို့ပြီးတော့အခွင့်အလမ်းနေလာမယ်ချစ်ခံအလုပ်သမားတွေပို့တိခိုင်းမှာဝန်ဆွဲအောင်လည်းပိုက်သွားရင်တော့အလုပ်လိမ့်မဲ့ဖြစ်လာလေလေသူတို့အတွက်ပို့ပြီးတော့ဆိုးကျိုးဖြစ်လာလေလေပဲစစ်ကောင်စီတွေစစ်အာဏာရှင်တွေကတော့တိခိုက်တာတော့တိခိုက်တာဒါပေမဲ့ဘသူပဲနင်းနာနင်းနာသူတို့ကတော့ဆန့်ပြစ်လိုပဲနေနေကြတာပေါ့ဘလောက်ပဲသူတို့ပဲဆုပ်ပဲဆုပ်လို့ဟိုမှာခရုမဆိုင်ပင်နဲ့သူတို့အာဏာ တင်ပြီးကိစ္စကိုပဲသူတို့လုပ်နေတာ2023ဆရာနာတင်ပြီးနောက်မှာလွတ်လပ်စွာအသင်ပင်ဖွဲ့စည်းခွင့်နဲ့စီယုံဝင်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89အာဓမစီခိုင်မှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29တို့ကိုမြန်မာနိုင်ငံကချိုးဖောက်နေတယ်ဆိုတဲ့အချက်တွေကို ILO ကစုံစမ်းတွေ့ရှိခဲ့တာကြောင့် Article 33ရအပြစ်ပေးရေးယူဖို့ဖြစ်လာတာပါ။ article 33အရရေးမှဆိုရင်အရင်ကျင့်သုံးခဲ့တဲ့မူလတွေအရ ILO အဖွဲ့ဝင်နိုင်ငံတွေကနေအလုံးစုံပိတ်ဆိုတာစစ်ကောင်စီကိုအစိုးရတည်းအနေနဲ့အတိမတ်မပြုတာမျိုးထပ်ဖြစ်လာဖို့ရှိနေတယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာခြေဆိုင်တဲ့ ILO မှာအဖွဲ့ဝင်နိုင်ငံ185နိုင်ငံတည်ရှိပြီးစစ်ကောင်စီဟာအဲ့ဒီနိုင်ငံတွေနဲ့စီးပွားရေးနဲ့ဆက်ဆက်လုပ်ငန်းတွေလုပ်ကိုင်ရမှာအခက်အခဲကြုံရတော့မှာဖြစ်ပါတယ်ကျွန်တော်တူတာချမ်းသာပါ တနင်္လာရီတိုင်းပလောမျိုးနယ်တဘိုးရွာမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကချိန်မုံတိုက်ခိုက်ခဲ့ရမှာ၄ရောက်တေဆုံးပြီး၁၀ရောက်နေပါတန်ရရှိရဲလို့ပလော PDF ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ဧပြီလ၂ရက်နေ့ညနေ၃နာရီလောက်ကအင်အား60လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်အပြန်အလှန်ပစ်ခတ်မှု၂နာရီခွဲလောက်ဖြစ်ပြီးပစ်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်ဖက်ကကင်းထောက်လေရင်အပြင် drone နဲ့ရောလက်နက်ကြီးနဲ့ပါပစ်ကူပေးကြောင်း သူတို့ဘက်ကလက်လုတ်ဘုံတွေအီနာကဘုံတွေနဲ့ drone တွေအသုံးပြုလာတယ်လို့ပလော PDF ပြန်ကြားရေးတာဝန်ခံကိုအာနိုးကပြောပါရယ်စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်လက်နက်ကြီးပစ်ကူ drone ပစ်ကူနဲ့ပါတာဆက်တော်ရာရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်ရှင်။ ကရင်နီပြည်နယ်ကစစ်ဘေးရှောင်စာတင်ကျောင်းတွေမှာကျောင်းဖွင့်ရာသီရောက်လာပြီဖြစ်တဲ့အတွက်စာရေးကိရိယာနဲ့ကျောင်းဆောင်သစ်တွေလိုအပ်နေတယ်လို့သိရပါတယ်။နှင်းနှင်းသတင်းပေးပို့ထားတာပါရှင်။ကင်းနီပြည်နယ်မှာရှိတဲ့စစ်ဘေးရှောင်စာတင်ကျောင်းအများစုဟာအလူရှင်နဲ့စစ်ရှောင်ပြည်သူတွေပေါင်းပြီးကလေးငယ်တွေရဲ့အနာဂတ်အတွက်စာတင်ကျောင်းတွေဖွင့်လှစ်တင်ကြားနေကြတာပါ ဇွန်လထဲမှာကျောင်းတွေပြန်ဖွင့်ဖို့ရှိနေပေမဲ့ကလေးငယ်တွေအတွက်ဖက်စာအုပ်တွေစာရေးကိရိယာတွေနဲ့တင်ထောက်ကူတွေလိုအပ်နေပြီးကျောင်းအတွက်မိုးကရွေနဲ့ကျောင်းဆောင်သစ်တွေလိုအပ်နေတာပဲဖြစ်ပါတယ်။အခက်ခဲတော့များရှိပါတော့။ဒီမှာချက်နေတော့စာရေးကိရိယာတင်ထောက်ကူတွေလိုမယ်။ဟိုမိရတွေလိုမှမနော်။နောက်ပြီးတော့မှအိမ်သားတို့မိုးကတို့တဲနဲ့စောက်သွားတာဖြစ်တဲ့ပဲ။ဝါနဲ့မိုးကအဓိကပါနော်အကြောင်းမိုးကနဲ့အကာအကာလေးလိုမယ်ခုံလေးလိုမယ် နောက်ပြောဘုံကိုကျင်းလို့မနော်နောက်ရီကန်လေးလို့ဘောနော်ကလေးတွေထွက်တော့ဟိုအများကြီးလို့တော့ဘောဆရာဆရာမတွေအတွက်လဲလားစာရရှိတာမျိုးမရှိတာကြောင့်တောင်းသားတယောက်စီကနေတလကိုငွေကျပ်9000ကနေ1000ကောက်ယူတဲ့အကြောင်းတချို့ရှိနေပေမဲ့စပေးရှောင်မိသားစုဝင်တချို့ကကလေးအီအတွက်များပြီးဝင်ဝင် မရှိတာကြောင့်ကြောင်းမထားနိုင်တာမျိုးတွေလဲကြုံတွေ့နေရပါတယ် အပြင်မိုးကတဲတွေကနေတန်းလေတန်းတွေကြောင့်ဆွေးမြေပောက်ပြဲကုန်လို့စာတင်နှစ်အတွက်မိုးလုံးလေလုံးအဆောင် တွေလိုအပ်နေတာပဲဖြစ်ပါတယ်။ကြောင်ခွင့်ရရောက်ပြီဆိုရင်စစ်ပီချောင်းတွေရောဒေသခံကလေးတွေတွေ့ရောကတော်တော်လေးကိုလိုအပ်ချက်အများများတော့ဗောနော်။ဘာလို့လိုအပ်ချက်များနေလဲဆိုတော့အဓိကအရှိခံအဆောက်အဦတွေဗောနော်။ယာယီကြောင်ဆောင်တွေအေးဆောက်လုပ်ထားတာများတဲ့အတွက်ဒီလိုအမိုးကာတွေတစ်နှစ်ကျော်လာပြီဖြစ်တော့အမိုးကာတွေ မြေဆွေးမြေ့သွားတာတွေနော်ကြောင်းလေးပြုတ်ပြက်တာတွေပေါ့နော်အဲ့ဒါတွေပြန်ပြုတ်ပြင်ဖို့ပြန်ဆောက်လုပ်ဖို့စားတဲ့ငါလူအချက်တွေလည်းရှိရပေါ့နော်နောက်အဓိကလူအချက်ဖြစ်တဲ့အဲစာရေးကြိယာပိုင်းပေါ့နော်ကလေးတွေအတွက်ဖတ်စာအုပ်တွေအဲဘလာစာအုပ်တွေခဲတဲ့ဘောပင်အစအဆုံးပေါ့နော်အော်ကြောင်းတုံးစာရေးကြိယာတွေလည်းလူအချက်တွေအရင်များနေရပေါ့ဖက်စာအုပ်တွေဆိုရင်လည်း KG ဖက်စာအုပ်တစုံကို6000လောက်ကနေစရှိနေပြီးအတန်းမြင့်လေဈေးမြင့်လေဖြစ်တာကြောင့် ချက်တန်းဖက်ဆောင်အုပ်တွေက၃တန်းဝန်းကျင်အထိရှိနေလို့ဝယ်ယူဖို့အတွက်မတက်နိုင်ကြဘူးလို့သိရပါတယ်ကျောဖော်ကရအဖွဲ့စီမှာအကူအညီတောင်းခံထားတဲ့စာတင်ကြောင်း30ကြော်ထိရှိနေပြီးတခြားဆစ်ဆောင်အရေးကူညီပေးနေတဲ့အဖွဲ့စည်းတွေစီမှာလည်းအကူအညီတောင်းခံတာမျိုးတွေရှိနေပါတယ်။ဒီမှာနင်းနေမှာ ကရင်နေပြည်နယ်လွိုက်ကော်မြို့နယ်တပြေကုန်းရွာဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဂျွန်လအတွင်ကဝန်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကအယောက်20တေဆုံးတယ်လို့ဂျွန်လ9ရက်နေ့က KNDF ဗျူဟာအမှတ်1ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတက်ဆွဲရနေရာကို KNDF ဗျူဟာအမှတ်1နဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးဝန်ရောက်တိုက်ခိုက်ချိန်စစ်ကောင်စီတပ်ဖက်ကစစ်ကူတွေရောက်ရှိလာလို့စစ်ကူတွေကိုပါကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ဆွဲထားတဲ့လိုက်ကိုမြို့နယ်တွေကရွာတရရဲ့ဖုန်ကြီးကြောင်းဝင်းကိုတော်လင်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကစစ်ကောင်စီတပ်ဖက်ကတေဆုံးတာတွေရှိခဲ့ပြီးလက်နက်တချို့လည်းတင်ဆက်ရမိတယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်ထိတွေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖက်ကအယောက်20တေဆုံးပြီး MA1 9လက် AK47 တလက် MA4 တလက် RPG တလက်နဲ့တခြားလက်နက်ခဲယမ်းတွေကိုလည်းတင်ဆက်ရမိပြီးတော်လင်ရေးအင်အားစုဘက်ကနှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါရယ်ရှင် ကရင်နေပြည်နယ်မှာဗက်ပြောင်းခိုလုံလာတဲ့စစ်မှုရန်တပ်သားတွေကိုကြိုဆိုပြီးစိတ်တက်မြင့်တင်ပေးတဲ့အခမ်းအနားပြုလုပ်ခဲ့ပါတယ်။တီးရီတရင်ပေးပို့ထားတာပါရှင်။နော်အမှန်နဲ့တရားမျက်နှိုးစွာဖြင့်ပြည်သူစစ်သားများအဖြစ်နော်ပြည်သူပဲကူပြောင်းလာတယ်။ကရင်နေပြည်နယ်မှာဗက်ပြောင်းခိုလုံလာတဲ့စစ်ကောင်စီတပ်သားတွေကိုကြိုဆိုပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့အခမ်းအနားစီစဉ်သူတွေစီကနေသိရပါတယ်။စွန်လ9ရက်နေ့နေ့လယ်7:00နာရီမှာအခမ်းအနားကျင်းပခဲ့ပြီးဗက်ပြောင်းခိုလုံလာတဲ့စစ်ကောင်စီတပ်သား68ယောက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အခမ်းအနားကိုကရင်နီပြည်နယ်တနင်္လာမှာကရင်နီမျိုးသားကာကွယ်ရေးတပ် KNDF ကဦးစီးကျင်းပပြီး CDM ဌာနမှူးဒုစီရေးချုပ်ဆရာမင်းသာရှမ်းတောင်စစ်ဖြူဟာ CDM ဌာနတာဝန်ခံနဲ့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဗပြောင်းရေးအစီအမံစီမံအုပ်ချုပ်ရေးကော်မတီညွှန်ကြားရေးမှူးဦးနေမျိုးစင်တို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။စစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးနောက်ဗပြောင်းခုလုံလာသူတွေဟာပြည်သူစစ်မှုရန်ဥပဒေနဲ့စစ်တပ်ထဲရောက်လာသူတွေဖြစ်ပြီး အသက်20ကနေ30အကြာလူငယ်တွေများတယ်လို့သိရပါဗျ။ဗက်ပြောင်းခလုံလာတဲ့စစ်မှုရန်တပ်သားတွေကတော်လိုင်းရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေတဲ့အကြောင်းဦးနေမျိုးစင်ကပြောပြပါဗျ။ကျတော့မတည်ပဲအသက်ရှင်ရောက်လာတယ်ကနဦးကတော့ကြောက်တာပေါ့နော်ငါတို့စစ်တပ်ထဲမှာပြောနေသလိုတော်လိုင်းဆိုပြောသွားလို့ရှိရင်ငါတို့တပ်ပြစ်မှာပဲတကယ်ပဲအလားမတည်ဘူးဆိုတော့ကြောက်စိတ်လေးတွေချို့တော့ရှိတာပေါ့ဒါပေမဲ့ရောက်ပြီးနိုင်ပိုင်းရပိုင်းမှာပဲသူတို့အားလုံးတိသွားပါတယ်အဲရောက်ခါစားတော့မလုပ်တော့ဘူ လွန်းနေမကန်ကြီးမျိုးတို့ပြောပေမဲ့အခုတချို့တော်တော်များများတော့ဒလိုင်းတက်တင်နဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ဖို့အထိတို့အားလုံးပြင်ဆင်ပြီးတော့ပါဝင်တိုက်ခိုက်နေကြပါတယ်တို့အင်ပြန်ချင်တာကိုအင်ပြန်မှုဆိုရင်ဒီနူးတွန်လိုင်းကြီးအောင်မြင်မှရမယ်အရမစနစ်ကြီးဖြိုပြက်ပြက်နိုင်မှတို့အင်ပြန်ဝင်ရမှာဖြစ်တဲ့အဲကြောင့်မို့အင်ပြန်ချင်းတွန်လိုင်းအမြန်ပြီးဆုံးမှရမယ်ဆိုရင်ကျေးဇူးတို့ဝင်ရောက်တိုက်ခိုက်ကြတယ်ဗပြောင်းလာတဲ့ပြည်သူစစ်တွေကိုတွေးဆုံနှုတ်ဆက်ပြီးတို့အတွက်စုဖွဲ့နေရာချထားမှုအတမွေဝင်းချောင်းပညာတင်ကြမှုတော်လိုင်းကာလလုံးအင်ပြန်ရေးအစီအမံတွေ ရွေးဦးတော်လှန်ရေးမှာပါဝင်ခြင်းသူတွေကိုစစ်တင်နှံပေးမဲ့အစီအစဉ်တွေကိုစိတ်ဓာတ်မြင့်တင်ရေးမျှဝေဆွေးနွေးပေးခဲ့တယ်လို့သိရပါဗျ။ပြည်နီမျိုးသားကာကွယ်ရေးတပ် KNDF အနေနဲ့ဗပြောင်းခုလုံလာသူတွေကိုနေထိုင်စားသောက်ရည်နဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအစီအမံပေးထားပြီးထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ်ကင်ဖို့ပို့ပေးတာတွေရှိသလိုစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်လိုသူတွေကိုလည်းစစ်တင်နှံပေးတာတွေလည်းလှုံ့ဆော်ပေးနေတယ်လို့သိရပါဗျ။ များအချင်းကတော့ပတ်စာတွေညာတယ်တန်တီကတော့လဲတယ်ပေါ့ကျေတဲ့စီမံကတော့တော်လည်းရေးအစားတည်းအခုချိန်ကြီးပေါ့နော်ဒီမှာလက်ခဲဒီတဲ့ရာထူးတွေကတော့အမျိုးမျိုးရှိတယ်ပေါ့နော်တချို့ကပိုကြီးပါတယ်ပိုပါတယ်ပြီးတော့မှသဘာဆင်ကြည့်ပါပါတယ်ဟုတ်ပါ များကြီးတော့ fastsa တွေကတော့တတ်တာတွေညားပါတယ်ဟုတ်ဒီဘက်ကြောင်းစီမံချက်ရဲ့အကန့်လေးပြီးတော့မှပေါ့ဒီရှေ့ဆက်လာတယ်ကျွန်တော်တို့ကတော့ control တဲ့စီစဉ်ဒီကိုတက်ဆွင့်ပြီးတော့မှပေါ့နော်တော့ပြီးတော့ control တဲ့စီစဉ်မျိုးတွေကျွန်တော်လုပ်ပါတယ်ရှေ့ဆက်ကျင်တယ်လို့ပြောရင်တော့ကျွန်တော်တို့ရဲ့ဒီ page တွေတတ်မှတ်ထားတဲ့ဒီ fastsa တွေမှာဆက်သွယ်လို့ရပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်စစ်ကောင်စီတပ်ထံကနေဘက်ပြောင်းခုလုံလာတဲ့စစ်သားတွေကိုစုဖွဲ့ကစစ်ကောင်စီတပ်ကိုပြန်လဲတော်လှန်မဲ့တပ်တစ်ခုတီထောင်ဖို့အစီအစဉ်သွားမယ်လို့လည်းဗပြောင်းရေးအစီအမံတာဝန်ရှိသူကပြောပါတယ်။ဆီယနာသိန်းစားကနေလက်ရှိအချိန်ထိ ပြည်နီမျိုးသားကာကွယ်ရေးတပ် KNDS ဘက်ပြောင်းခုလုံလာတဲ့စစ်ကောင်စီတပ်သားအယောက်၁၂၀ကျော်ရှိပြီလို့သိရပါဗျ။ကျမဒီရီပါ။ စ္စလမ်ဘာသာဝင်တွေရဲ့အစ်နေဖြစ်တဲ့ဂျွန်လ9ရက်နေ့မှာမန္တလေးဥဝထောင်တွင်ဝေပြုခွင့်မပေးဘူးလို့အကျဉ်းချနေတဲ့အကျဉ်းသားမိသားစုအတိုင်းဝန်ကနေသိရှိရပါတယ်။မတ်လ28ရက်နေ့အင်အားပြည့်ငလီလှုပ်ချင်ရလဲအစ္စလမ်ဘာသာဝင်တွေရဲ့ဥပုပ်ဆောက်တည်တဲ့နေ့ရက်ဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေရဲ့အဆောက်အအုံထောက်အာဏာပိုင်တွေကတော့ပိတ်ပြီးထားခဲ့တာကြောင့်အကျဉ်းသားတွေတည်ဆုံခဲ့ရတယ်လို့လည်းအကျဉ်းထောင်ထဲနေဆက်သူအမျိုးသမီးတစ်ယောက်ကပြောပါရယ်။ မန္တလေးဥပိုထောင်မှာမတ်လ28ရက်နေ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ထောင်တွင်းတည်ဆုံခဲ့တဲ့အကျဉ်းသား30အထိရှိရလို့သတင်းဌာနတချို့ကဖော်ပြနေပေမဲ့တကယ်တည်ဆုံခဲ့တဲ့အရေးအတွက်ကိုတော့ဒီနေ့ထိထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူးလူနည်းစုအစ္စလမ်ဘာသာဝင်တွေရဲ့ကိုးကွယ်ယုံကြည်မှုတွေကိုပါအခုလိုပိတ်ပင်တားဆီးလာတာကိုတွေ့ရပါတယ်ရှင်ပြပမှာရောက်ရှိနေကြတဲ့စစ်အာဏာရှင်စန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေရဲ့ လူမှုကွန်ရက်ပေါ်မှာရောင်းချနေတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူတာတဆင့်ခံရောင်းချတာတွေနဲ့ချိတ်ဆက်လုက္ကိုင်နာမျိုးတွေရှိလို့ရှိရင်အကြမ်းဖက်ဥပဒေနဲ့အရေးယူဆောင်ရွက်သွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့် online ကနေဈေးရောင်းဝယ်သူတချို့လည်းစိုးရိမ်မှုတွေနဲ့အခက်ကြုံတွေ့နေရပါတယ်။ဒီအကြောင်းကိုတော့လက်သစင်ပြပို့ထားတာပါရှင်။အကြံဖတ်အားပေးပြည်ပြများနဲ့ပူပေါင်းကအွန်လိုင်းမှာတက်ဆင်ငွေကြေးလိမ့်လေခြင်းစစ်အာဏာရှင်စန့်ကြီးတက်ကြွလှုပ်ရှားသူတွေရဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူအားပေးတာ တဆင့်ပြန်လဲရောင်းချတာနဲ့တနည်းနည်းနဲ့ကူညီလှုပ်ဆောင်ပေးတာမျိုးရှိပါကအကြံဖတ်ဥပဒေနဲ့အရေးယူမယ်လို့စစ်ကောင်စီကဇွန်လ2ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီကပုံမှန်905ကကြီးနဲ့အမှုဖွင့်ထားတဲ့အစိုးရချမ်းချမ်းနဲ့ချိတ်ဆက်ပြီးအွန်လိုင်းရောင်းချမှုတွေလုက္ကင်ပေးနေသူ2ယောက်ကိုစစ်ကောင်စီကဖမ်းဆီးရရှိထားကြောင်းဖမ်းဆီးခံထားရသူ2ယောက်ဟာအစိုးရချမ်းချမ်းနဲ့ချိတ်ဆက်ပြီးတော့ပြည်ပကနိုင်ငံသားပစ္စည်းတွေကိုအခကျင်းငွေနဲ့တက်ဆင့်ဖြန့်ဝေရောင်းချတာ ငွေကြေးကောက်ခံပေးတာတွေလှုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့လည်းကြေညာခဲ့တာပါ။ရန်ကုန်မြို့ကအွန်လိုင်းကနေဈေးရောင်းချနေသူတယောက်ကတော့ဒီလိုဖမ်းဆီးတာက တော်လန်ကြီးကိုထောက်ဖို့လုပ်တဲ့သူတွေကိုချင်းချောက်တာဖြစ်ပြီးအလုံးလောက်ကင်ရတာကလည်းအထွေထွေကြက်တဲခက်ခဲလာတယ်လို့ဆိုပါတယ်။ဟုတ်ကဲ့ဆိုတော့ဒီလိုဖန်ဆီးရမျိုးကလေတော်လန်ကြီးကိုတနည်းနည်းနဲ့ကူညီပေးနေတဲ့သူတွေကိုကြောက်ရအောင်လုပ်တာမျိုးပေါ့အဲ ဒီလိုမျိုးနိုင်ငံများရောက်နေတဲ့သူတွေနဲ့ချိတ်ဆက်ရောင်းချတာမျိုးမဟုတ်ဘဲနဲ့ပုံမှန်တိုင်းဆိုရင်တော့မှအခုဆိုရင်အဝင်ထွက်တွေပိုကျသွားတယ်လေစစ်စည်းကိတ်တွေပိုကျသွားတယ်တချို့တွေကျတော့လည်းမှတ်ပုံတင်ပြီးသားလူတွေတောင်မှပဲစစ်စည်းကိတ်တွေမှာပစ္စည်းတွေဖောက်စစ်တော့ပစ္စည်းတွေများတာပေါ့အဲအခုကတော်လန်ရေးတွက်ထောက်ဖို့တာမျိုးမပြောနဲ့အဲယူယူငလျင်ပေးတူတူရေးပေးတူတူပြင်တော့မှအဆောင်ကြီးခံရတာအေးယူခံနေရတာတွေမျိုးရှိရဲ့ ဆိုတော့အလုံးလုံးရတာလည်းခက်ခဲကြတဲ့လာတယ်ပေါ့နော်အဲကုညီပေးတာတောင်မှဘယ်ချိန်ခံခံရမလဲဆိုပြီးကြောက်နေရတာမျိုးပေါ့ဟုတ်စစ်ကောင်စီကလက်ရှိဖမ်းဆီးထားတဲ့ online ရောင်းချသူ၂ယောက်ကိုလက်မှတ်မရှိဘဲတရားမဝင်ရောင်းချတာပြည်ပကဥပဒေမဲ့တင်သွင်းသူတွေနဲ့ချိတ်ဆက်ဖြန့်ဝေရောင်းချတာတွေအတွက်ဥပဒေနဲ့ညီအရေးယူသွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်ဒါအပြင်ဆက်အနာသိမှုကိုစန့်ခြင်းပြီး online ကတစ်ဆင့်ဈေးရောင်းချနေကြတဲ့ ပန်ဆယ်လိုအိုင်ရင်ဇွန်နီလာထေးအောင်တော်ချမ်းမြမြတော်တင်းတင်းတွင် CDM ဆီယာမခိုင်စုတွင်ဒရိုက်တာကိုပေါ့ဇနီထက်နီနီတန်းတို့နဲ့ချိတ်ဆက်ပြီးတော့အွန်လိုင်းဈေးရောက်နာတနည်းနည်းနဲ့ကူညီဆောင်ရွက်ပေးတာမျိုးရှိပါကအကျန်းဖက်ဥပဒေနဲ့ထိရောက်စွာအေးအေးယူမယ်လို့လည်းစစ်ကောင်စီကဆိုပါတယ်။တကယ်တော့အကျန်းဖက်ဥပဒေဆိုတာကစစ်ကောင်စီအနေနဲ့ဒါကျင့်သုံးခွင့်ရှိတဲ့ဟိုနိုင်ငံရေးအာဏာတော့သူတို့မှမရှိဘူးပေါ့နော်။ ဒီစစ်တပ်ဟာစစ်တပ်ဟာအရသာဆိုရလောက်မှာပဲရှိရတယ်ရှိရမယ်ဗောနော်ဒါသူတို့ကိုကားနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒီဥစ္စာကတော့ဟိုအနေနဲ့များတော့ပါပါတယ်အဲ့တော့ဒီဥပဒေကိုပြဋ္ဌာန်းဖို့နောက်ပြီးတော့ဥပဒေကိုကျင့်သုံးဖို့ဗောနော်အဲ့ဒီအရာကဟိုနောက်ပြီးဥပဒေနဲ့အညီညွန်ကြားချက်ထုတ်ဖို့ဆိုတာတွေကတော့စစ်တပ်အနေနဲ့နောက်ပြီးတော့အန်ဒီလိုမျိုးဟိုဒီသူအနာကိုအတင်းတမအာရမရှုထားတဲ့ အစ်စ်ကောင်စီအနေနဲ့တရားကျင့်သုံးခွင့်မရှိဘူးဆိုတော့ဟိုပြောရမှာပေါ့ဒီအစ်စ်ဖက်ဥပဒေကိုအသုံးပြုတယ်လို့ဆိုကြမယ်ဆိုရင်လည်းပဲဒီကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့နိုင်ငံရေးအင်အားစုတွေပေါ့နော်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံရေးအင်အားစုတွေဟိုနောက်ပြီးပြည်သူပြည်တွင်းမှာရှိနေတဲ့ပြည်သူလူထုတွေအနေနဲ့ကဒီစစ်တပ်ဟာတော်လည်ကြီးအပေါ်မှာပဲဟိုဖြက်လေးဖြက်နဲ့ဖြက်ဖို့ကြိုးစားတာမဟုတ်ဘဲနဲ့ ပြည်သူအပေါ်မှာပါအကြမ်းဖက်လုပ်ရက်တွေအများစွာလုပ်နေတယ်ဆိုတဲ့အရာနဲ့ဒီအကြမ်းဖက်မှုတွေနဲ့ဟိုအကြမ်းဖက်တဲ့လုပ်ရက်တွေနဲ့ဒီအရမဖန်စီတဲ့ချုံနောင်နဲ့ဟိုလုပ်ရက်တွေပေါ့ရက်တန်းကရက်ဖို့ဆိုတာမျိုးကိုလည်းကျွန်တော်တို့အတန်ထုတ်ဖို့တော့လိုရဲပေါ့ဒီပိုင်းတိုင်းစီးပွားရေးလုပ်ငန်းဖြစ်လုပ်ကင်လျက်ရှိတဲ့အွန်လိုင်းကနေရောင်းဝယ်ရေးလုပ်ငန်းတွေကိုမှတ်ပုံတင်ကြဖို့2023ခုနှစ်ကစစ်ကောင်စီကထုတ်ပြန်ခဲ့တာပါမှတ်ပုံတင်လက်မှတ်မရှိဘဲအွန်လိုင်းဈေးရောင်းချပါက အရေးကြီးကုံစီနဲ့ဝန်ဆောင်မှုဥပဒေပုံမှန်၅အရအရေးယူခံရမှာဖြစ်ပြီးထောင်၆လကနေ၃နှစ်ဒါမှမဟုတ်ကျန်ငွေ၅သိန်းထက်မပိုးတဲ့ဒဏ်ငွေပေးဆောင်ရမှာပဲဖြစ်ပါတယ်၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းချိန်ကစပြီး၂၀၂၅ခုနှစ်ဇွန်လ၄ရက်နေ့အထိနိုင်ငံရေးနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံခဲ့ရသူစုစုပေါင်း၂၉၂၆ယောက်ရှိပြီးအဲ့ဒီအထက်ကမှ၂၂၈၈ယောက်ကတော့ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ် ဒီထိမ့်သိမ်းခံထားရသူတွေတဲက1953ယောက်ကတော့ထောင်နဲ့ချမှတ်ခံထားရတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရဲ့အသင်း AABB ကထုတ်ပြန်ထားပါတယ်။ကျမမြတ်သိစင်ပါရှင်။ငိမ့်စားတံဘတ်ချိုးထိုးအောင်လှုပ်ကြံခဲရတဲ့ပသက်ပြီးဖန်ဆီးခံရတဲ့သူတွေဟာသူတို့ရဲ့မိသားစုဝင်တွေကိုတစားခံလှုပ်ပြီးမတရားဖန်ဆီးခံရတဲ့သူတွေဖြစ်တယ်လို့ရန်ကုန်တော်လှန်ရေးအဖွဲ့တွေကပြောပါရတယ်။ ဂျွန်လ၄ရက်နေ့ကအငိမ့်စားတန်မတ်ချိုထုံးအောင်လှုပ်ချန်ခဲ့ရတာနဲ့ပတ်သက်ပြီး၆နှစ်သမီးအပါအဝင်လူ၁၆ယောက်ကိုဖမ်းဆီးထားကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ၂၂ရက်နေ့မနက်၉နာရီကျော်လောက်ကရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်ထဲမှာစစ်ကောင်စီရဲ့အငိမ့်စားတန်အမတ်ဗိုလ်မှူးချုပ်ချိုထုံးအောင်ကို Golden Valley Warrior အဖွဲ့ကအနီးကပ်ပစ်ခတ်ခဲ့ရာကြောင်းတေဆုံခဲ့ပါတယ်။မေလ၂၅ရက်နေ့မှာတော့စစ်ကောင်စီဘက်ကပြစ်ခတ်လုံကြံသူအဓိကတရခံလို့ဆွဆွဲထားတဲ့အသက်28နှစ်အရွယ် ကိုမျိုးကိုကိုခေါ်ဇင်မင်းထက်ကိုဖမ်းဆီးတဲ့အပြင်အမှုနဲ့မသက်ဆိုင်တဲ့ဇနီးဖြစ်သူနဲ့အကြောင်းနေရွယ်အသက်6နှစ်သမီးဖြစ်သူကိုပါပြစ်မှုကျူးလွန်သူမှတ်တမ်းထဲမှာတရားဝင်ထည့်ပြီးကြေညာခဲ့ပါတယ်။ မိသားစုနဲ့ကလေးငယ်တွေကိုတရားခံလုပ်ပြီးသူတို့လိုချင်တဲ့အဖြစ်မရရအောင်နှင်းပန်းနှိပ်ဆက်ပြီးတရားမဲ့တွေလုပ်နေတာဖြစ်ပြီးတော့ဒီလိုလောက်တာတွေကတော်လည်းအစကလေးရဖြစ်ပြီး public မထုတ်ခဲ့တာပဲရှိကြောင်းနဲ့အခုတော့ပေါ်ပေါ်တင်တင် public မှာပါထုတ်ပြပြီးနိုင်ငံတကာကလေးသူငယ်အခွင့်အရေးနဲ့ chain law ကိုမျက်ကွယ်ပြုပြီးရန်ကားတဲ့ဂျမ်ဖတ်လုပ်ရတခုလို့မြင်ကြောင်း operation flame of အဖွဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါရရှင်။ စကောက်စီရဲ့အုတ်ချုပ်ရေးတွေစတင်နေတဲ့လာရှုံမြို့မှာမြမစီးပွားရေးဘဏ်ကို ပြန်ဖွင့်လိုက်ပါတယ်ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့လာရှိုးမြို့ပေါ်ကိုစစ်ကောင်စီက MNDAA ကိုကန့်တက်စီကနေလွှဲပြောင်းယူပြီးတလကျော်အကြာဇွန်လ3ရက်နေ့မှာမြမစီးပွားရေးဗန်ကိုပြန်လည်ဖွင့်လှစ်ခဲ့တာပါအဲ့လိုအပြန်ဖွင့်လိုက်တာဟာလုပ်ငန်းရှင်တွေကုန်တယ်တွေနဲ့အခြေခံလူရန်းစားတွေအတွက် အလောက်ကန်ခွလန်းနေပြန်လဲပွင့်လင်းလာနိုင်တယ်လို့မြို့ကန်တွေကဆိုပါတယ်။အနေပြန်ဖွင့်တဲ့အချိန်ကျတော့အကုန်လုံးအဆင်ပြေတာပေါ့ဒီပွားကြီးလည်းလဲပက်လာမယ်အလောက်ကန်ခွလန်းနေလည်းအဆင်ပြေလာမယ်ပေါ့ဗျာ။အကုန်လုံးဒီချိန်မှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရဆိုတော့ဂန်းနေဖွင့်မယ်ဆိုရင်လက်လွတ်လက်စားဆိုအကုန်လုံးအဆင်ပြေမယ်ပေါ့။ MNDA ကိုကတ်တဲ့ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေကရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှိုးကိုပြီးခဲ့တဲ့နှစ်ဇူလိုင်လက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးအော်ဂိုလာမှာထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကပိတ်ထားတဲ့မြမစီဝါရေးဘဏ်ကိုအခုပြန်ဖွင့်လိုက်ပြီးအငိမ့်စားစစ်မှုရန်နေနဲ့ဝန်ထမ်းတွေကို ထောက်ပံ့ကြီးတွေထုတ်ပေးနေတယ်လို့ပင်စင်စားတို့ကပြောပါတယ်။ပါမပင်စင်ထုတ်တာရဲ့ဆယ်နာရီ45ပေါ့အဲ့ချိန်လောက်ကနေစတန်းစီရဒီကြားလဲလိုက်မတက်တာနဲ့ဘာဖြစ်တာလဲဆို12နာရီမှထုတ်လို့ရထောက်ပံ့ကြီးဆိုတာပင်စင်လားတယောက်3000တလောက်ထုတ်လာခဲ့ပြီပေါ့ကွာ လာရှုမြို့ကို MNDAA မသိငင်ကအဖက်ဖက်ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးကုံတွေရင်းနဲ့အလောက်ကန်ခွင်လန်းကောင်းတဲ့မြို့တစ်ခုဖြစ်ကနိုင်ငံပိုင်ဗန်ဒီအပြင်ပုပ်ပိကဗန်ဒီလည်းဖွင့်လှစ်ထားပါလေလက်ရှိ လာရှုမြို့မှာအလုံးလက်မဲ့တွေပြင်ခိုးဆိုးလူနိုင်ဖောက်တွဲမှုနဲ့ဓမြမှုတွေဇက်တိုက်ဖြစ်ပွားနေပြီးမြမစီးပွားရေးဗန်တစ်ခုတည်းကပြန်လည်ဖွင့်လှစ်နိုင်နေတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျောင်းဟာရုရှားနိုင်ငံရဲ့လုံခြုံရေးကောင်စီအတွင်ရင်မှုစာကေးရှိုက်ကူနဲ့ဖြောင်းရမ်းပြုံးရမ်းမှာတွေ့ဆုံခဲ့ကြောင်းမြောက်ကိုရီးယားအစိုးရပိုင် KRD ရုံးမြင့်တန်းကြားကဂျွန်လ9ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။ ဂျွန်လ၄ရက်နေ့ဗုဒ္ဓဘူးနေ့မှာကိုရီးယားအလုံသမားပါတီ WPK ဗဟိုကော်မတီရုံးချုပ်မှာကျင်းပခဲ့တဲ့အစည်းအဝေးအတွင်းမှာတော့ကင်ဂျွန်အွန်ကယူကရိန်းနဲ့တခြားနိုင်ငံတကာကိစ္စရပ်တွေမှာရုရှားရဲ့ရပ်တည်မှုအတွက်ချင်းချင်းမရှိထောက်ခံကြောင်းကတိပြုခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကပြောထားပါတယ်သူတို့နှစ်ယောက်အားနှစ်နိုင်ငံရဲ့ဗတ်စုံမဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးကိုခိုင်မာအားကောင်းစေရင်းနဲ့နေပဲအတီးတီးမှာအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ရုရှားသမ္မတပူတင်ကလည်းမနစ်ကပြုံးရန်ကိုတွားရောက်လက်ပတ်ခဲ့ပြီးမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်နဲ့ထိပ်သီးညီလာခံအတွင်းမှာသဘောတူစာချုပ်တရက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးသဘောတူစာချုပ်ထဲမှာလက်နက်ကင်ရန်ဆမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာစီးရီးယားအပြန်အလှန်ကာကွယ်ရေးအကူအညီပေးဖို့အချက်တွေပါဝင်ပါတယ်ရှင်။ဟာမတ်အဖွဲ့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီးဗ်ဝစ်ကော့ကနောက်ဆုံးထုတ်ပြန်ထားတဲ့ ဂါဇာအဖြစ်ကရစဲရေးအဆိုပြုချက်ကိုညှင်းဆို့မထားကြောင်းအတည်ပြုထားတယ်လို့ဟာမတ်အကြီးကခါလီဖ်အဟေယာကကြိုတင်ရိုက်ကူးထားတဲ့မင်ကွန်ပြောကြားချက်ကိုဂျွန်လ9ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။ဒါပေမဲ့ဂါဇာဒေသမှာစစ်ပွဲကိုအမှန်တကယ်အဆုံးသတ်ရေးအတွက်အဲ့ဒီအဆိုပြုချက်အပေါ်မှာအကြံပြုချက်တွေနဲ့ပြင်ဆင်ချက်တချို့ကိုတင်ပြခဲ့ပြီး ရန်လိုမှုတပ်ဖြတ်မှုကျူးကျော်မှုနေရဲဆွန့်ခွာခိုင်းခြင်းတွေပြန်မဖြစ်လာစေဖို့နဲ့ပြည်သူတွေကိုဂုဏ်သိက္ခာရှိရှိ ထောက်ပံ့ကူညီမှုနဲ့ကယ်ဆယ်ရေးတွေကိုလက်ခံရရှိစေဖို့အတွက်အာမခံပေးဖို့တောင်းဆိုခဲ့တယ်လို့လည်းပြောထားပါတယ်ရှင်ဆလဘီအာကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် မန်ယူနိုက်တက်ဟာဘရက်ဖို့တိုက်စစ်မှုအန်ဘူမိုအတွက်ပေါင်55သန်းနဲ့စတင်ကန့်လန့်မှုပြုလုပ်လိုက်တယ်လို့သိရပါတယ်။ကင်မရွန်ကစားသမားဟာမန်ယူအသင်းစီပြောင်းရွှေ့လို့ကြောင်းကလပ်အသင်းထံအသိပေးထားပြီးပြောင်းရွှေ့ခြင်းပမာဏအနေနဲ့အဆင်ပြေဖို့သာကြံရှိတော့ပါတယ်။မန်ယူအသင်းရဲ့ပထမဦးဆုံးအကြိမ်ကန့်လန့်မှုကတော့ကနအူးပေါင်55သန်းပေးချေရမှာဖြစ်ပြီးစန်းဆောင်ရေးပေါ်မူတီဘီနောက်ထပ်ပေါင်10သန်းထပ်မံပေးချေမယ်လို့ကန့်လန့်ခဲ့တာပါ။ ဘရက်ဖို့ဘက်ကတော့အန်ဘူမိုအတွက်ကိုပေါင်သန်း60အလိုရှိနေတာကြောင့်မန်ယူအသင်းနဲ့ဆွေးနွေးတော့ရဖို့ရှိနေပါတယ်အသက်25နှစ်တောင်ပန်တိုက်စစ်ကစားသမားဟာမနစ်ကဘရက်ဖို့အတွက်သွင်းကို20နဲ့ဂိုးဖန်တီမှု၈ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်ရှင်။ DVV ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါ။ည၈နာရီအချိန်မှာထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးတော့ပါဦးမယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။